မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 25ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့သိမ်းတိုက်ပွဲကိုအာရခတပ်တော် AA ကဆင်နွှဲနေပြီးတော့စက္ကခ9တပ်မှနဲ့တိုက်ရင်နှစ်ခုကလွဲပြီးတောင်ကုန်းမြို့ထဲကစစ်ကောင်စီရဲ့တပ်စခန်းများအမြောက်စခန်းများကို AA ကထိန်းချုပ်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်ကုန်းမြို့နယ်စက္ကခ9တပ်မှကိုအ धिक ကာယံထားတဲ့ပန်းမြောက်တောင်အမြောက်စခန်း၊သဲခမ်းတောင်အမြောက်စခန်း၊တက္ကသိုလ်မောင်းတံကိတ်၊တောင်ကုန်းတက္ကသိုလ်အမြောက်စခန်း ်စီးကင်တောင်နတ်မော်တက်ဆက်ခန်းအားလေး90ကျောင်းတိုက်တက်ဆက်ခန်းနဲ့ဖုံညိုစီရေးဂိတ်တို့ကိုအေးအေးကနိုဝင်ဘာလအစောပိုင်းမှာထိန်းချုပ်ပြီးတဲ့နောက်တောင်ကုတ်မြို့ရဲကိုဝင်ရောက်ပြီးတော့ထိုးစစ်ဆင်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီတက်ဆက်ခန်းများကစစ်ကောင်စီတပ်ဖွဲ့ဝင်များဟာတောင်ကုတ်မြို့ရဲမှာရှိတဲ့ဂိုင်းရှိဒရာဂိတ်စီပင်ယုံ KBZ ဘန်အထက်ကတဲ့စာတင်ကျောင်းမင်းမင်းရေလနာရွှေဆိုင်ဦးထွန်းကျွေတိုက်တောင်ကုတ်ဟိုတယ်ဂူတာကျောင်း ကရင်တရားစေးုံနဲ့ရဲစခန်းတို့ကိုဆုတ်ခွာသွားပြီးတော့ထပ်မံနေရယူကာ AA ရဲ့ထိုးစစ်ကိုခုခံတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။သို့တော်လည်းအရခတ်တက်တော် AA ရဲ့ဗတ်ပေါင်းစုံထိုးစစ်ကိုမခုခံနိုင်ခြင်းနဲ့စစ်ကောင်စီကလည်းစစ်ကူအင်အားမပေးနိုင်ခြင်းတို့ကြောင့်မြို့ရင်းထဲမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးဟာ တမစကခ9နဲ့ခမရ94နဲ့346တိုက်ရင်းတို့ကိုစုတ်ခွာသွားပြီလို့သိရပါဗါဒတောင်ကုန်းတက္ကသိုလ်အပါအဝင်မြို့တွေကတပ်စခန်းတွေအမြောက်စခန်းတွေကိုအေအေကထိန်းချုပ်လိုက်ပြီလို့ပြောလို့ရပါတယ်တချို့တပ်စခန်းတွေကတမဘက်ကိုစုတ်ခွာသွားပါတယ်တမစကခ9နဲ့ခမရ94ခမရ346တို့ဆိုတာကကက်လျက်တွေပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကမြို့ထဲမှာမရှိတဲ့လောက်ဖြစ်သွားပါပြီအားလုံးတပ်မထဲမှာသွားပြီးတော့စုပြုံပြီးအေအေရဲ့ထိုးစစ်တွေကိုခုခံနေပါတယ်လို့စစ်ရေးသတင်းရေးမြစ်ကရှင်းပြထားပါတယ်အာနာသိန်းစစ်ကောင်စီကလည်းလေကြောင်းပစ်ကူကလွဲပြီးတော့မြေပြင်တပ်ဆက်ခန်းများကိုစစ်ကူအင်အားပေးပို့နိုင်ခြင်းမရှိကြောင်းနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးဟာ ပြေးပေါက်မရှိဘဲနဲ့ပိတ်မိနေကြတယ်လို့သိရပါတယ်။တောင်ကုန်းမှာကြံနေသေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာတပ်မထဲမှာပိတ်မိနေကြပါပြီ။စစ်ကောင်စီကလည်းလေကြောင်းပြေကူကလွဲပြီးတော့တပ်ကူအင်အားနဲ့ရိတ်ခါတွေမပေးပို့နိုင်တော့ဘူး။ထွက်ပြေးဖို့ကလည်းပြေးပေါက်ကမရှိတော့ဘူး။အေအေကအားလုံးကိုပိတ်ဆို့ထားတယ်။လက်နက်ချအညံ့ခံယုံကအပြည့်မရှိတော့ဘူး။စစ်ကောင်စီကတော့တောင်ကုန်းမြို့ထဲကိုလေကြောင်းကနေပိတ်ခတ်နေတာတွေကြောင့် နေအိမ်တွေအများပြားမီးလောင်ဆုံးရှုံးသွားပါပြီအထူးသဖြင့်တိမ်တောင်ရက်ွက်မှာနေအိမ်တွေမရှိတဲ့လောက်ဖြစ်သွားပြီလို့စစ်ရေးတရင်ရင်းတွေကပြောဆိုထားပါတယ်တောင်ကုန်းမြို့ထဲမှာပိတ်မိနေတဲ့အရသာပြည်သူ6000ကျော်ဟာလည်းဒီကနေ့နိုဝင်ဘာလ25ရက်နေ့နောက်ဆုံးတရင်အရာမြို့ထဲမှာမရှိတဲ့လောက်ဖြစ်သွားပြီလို့ပြောဆိုထားပါတယ်တောင်ကုန်းမြို့ထဲမှာရှိတဲ့ပြည်သူတွေမရှိတော့ပါဘူးပြီးခဲ့တဲ့အပတ်ကနေ ိတ်မိနေတဲ့သူတွေကိုအေအေကမြို့ထဲကနေထွက်ခွာခွင့်ပြုတ်လိုက်ပြီလေတချို့ကတော့ဘေးကင်းရာကိုသွားကြတယ်တချို့ကအုတ်ရှိပင်ဘက်ကနေရန်ကုန်ကိုသွားကြတာရှိတယ်မြို့ထဲမှာမရှိသလောက်ဖြစ်သွားပြီဆိုတာကတော့တေးကြပါတယ်လို့၎င်းကပြောဆိုထားပါတယ်တောင်ကုန်းမြို့မှာရှိတယ်စကခငါတက်မှနဲ့ခမရငါလေးလေးတက်ရင်ခမရ3လေး6တက်ရင်တို့ဟာနောက်ဆုံးကြံရှိနေသေးတယ်တက်မိသားစုဝင်းနေအပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာလူအယောက်900ခန့်သာရှိနိုင်တော့တယ်လို့သတင်းရင်းမြစ်များကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းမုံရွာမြို့နယ်နိဗ္ဗာန်ဝကျေးရွာဘက်ကိုစစ်ကြောင်းထိုးပြီးတော့ပြန်လာတဲ့အကြမ်းဖက်စစ်တပ်ကိုမုံရွာဘော်ဒီလမ်းမိုက်တန်နေရာမှာပရိသတ်မိုင်းဆွဲပြီးတော့ပြစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေထိခိုက်တေဆုံးမှုရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဘမာလာ23ရက်နေ့မွန်းလွဲ2နာရီခန့်အချိန်မှာမုံရွာမြို့နယ်မုံရွာဘောဒီလမ်းမိုက်တနေရာမှာနိဗ္ဗာန်ဝကျေးရွာဘက်ကိုစစ်ကြောင်းထုတ်ပြီးတော့မုံရွာမြို့နောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုပြန်လာတဲ့အကြမ်းဖက်စစ်သားများကိုဗရေဒါမိုင်း၄လုံး၂ပွိုင်းနဲ့မိုင်းဆွဲတိုက်ခိုက်ပြီးတော့လက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ၎င်းတက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သားများဘက်ကလည်း40မမနဲ့လက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘူးလို့သိရပါတယ်။အကြမ်းဖက်စစ်သားများထိခိုက်ဒေဆုံးမှုကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။၎င်းတက်ခိုက်မှုကို Braveheart Army BHA အဖွဲ့သားများကဦးဆောင်ပြီးတော့မုံရွာ Dynamite SDF ရဲဘော်များနဲ့အတူလက်တွဲညီညီတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တရုတ်အစိုးရရဲ့နေဆက်တည်ငြိမ်ရေးနဲ့တိုက်ပွဲရဆဲရေးကြိုးပမ်းမှုနဲ့စစ်ဘေးဒဏ်ဆိုးဝါးစွာခံစားနေရတဲ့ပြည်သူများရဲ့အကျိုးကိုငဲ့ညာထောက်ထားပြီးတော့နှစ်ဖက်စီရေးပဋိပက္ခများအဆုံးသတ်နိုင်ရန်တွဲဆုံဆွေးနွေးရန်အသင့်ရှိတယ်လို့ တောင်းတမ်းပြီးတော့ TNL ကထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်စင်ရက်ဆက်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာစစ်ကောင်စီရဲ့လေကြောင်းဆက်ဆင်ရေးတွေအပါအဝင်ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့်စစ်ဘေးဒဏ်ကိုဆိုးဝါးစွာခံစားနေရတဲ့ဒေသခံပြည်သူများရဲ့အကျိုးကိုငဲ့ညာထောက်ထား၍တော်လကောင်း။နေဆက်တည်ငြိမ်ရေးနဲ့တိုက်ပွဲရက်ဆက်ရေးဂျားဝင်ကျိုးပန်းဆောင်ရွက်နေတဲ့တရုတ်နိုင်ငံရဲ့ကျိုးပန်းမှုကိုလေးစားအသိမှတ်ပြု၍တော်လကောင်းတွဲဆုံဆွေးနွေးရန်အသင့်ရှိနေတယ်လို့ TNL ကပြောဆိုလိုက်ပါတယ်။စီရေးပဋိပက္ခများကိုအဆုံးသတ်ပြီးတော့တည်ငြိမ်အေးချမ်းတဲ့နိုင်ငံရေးအခြေအနေတိဆောက်ရန်အတွက် တရုတ်ရဲ့ဂျောင်းဝင်စေစားမှုကိုအပြုသဘောဆောင်ပြီးတော့ကောင်းကျိုးရရှိတဲ့အမြင်နဲ့အမြဲတမ်းပူးပေါင်းဆောင်ရွက်ရန်ကြိုးပမ်းလျက်ရှိကြောင်းကောင်းမွန်တဲ့ရလဒ်များကိုရရှိစေရန်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း PNL ကပြောဆိုလိုက်ပါတယ်။ မြောက်ပိုင်းညီနောင်မဟာမိတ်တုံးပွဲအနေနဲ့1027ဆက်စင်ရေးစတင်ချိန်ကစပြီးတော့တောင်းဒေတာအတွင်းမှာတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလာတာဟာနှစ်ပတ်လည်လာခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်များစစ်စခန်းများစစ်ကြောင်းများကိုမိမိတို့ရဲ့မြို့ရွာနယ်မြေများဒေတာများမှာကင်းစင်အောင်ဖယ်ရှားတိုက်ထုတ်နိုင်ခဲ့ပြီဖြစ်တော့လေစစ်ကောင်စီတပ်ကတော့ပြည်သူတွေကိုဥတီပြီးတော့ပြစ်မှတ်ထားကလေကြောင်းကနေတိုက်ခိုက်နေတဲ့အတွက်အပြစ်မဲ့တဲ့ပြည်သူလူထုတွေဟာစစ်ဘေးဒဏ်ပေါင်းစုံကိုစိုးဝါပြင်းထန်စွာခံစားနေရကြောင်းကြေညာချက်မှာဖော်ပြထားပါတယ်။တောင်းလူမျိုးများအဖိနှိတ်ခံဘဝက နေလွတ်မြောက်ရန်တောင်ပြည်နယ်ရရှိရန်လက်နက်ကိုင်တိုက်ပွဲဝင်ပြီးတော့ကိုပိုင်ပြဌာန်းခွဲ့အာမခံနဲ့ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကိုတိုင်းရင်းသားမြန်မာပြည်သူများနဲ့အတူတကွ တိဆောက်ရန်အမြဲတစေကြိုးပမ်းဆောင်ရွက်နေမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ပြည်သူကိုထောက်ထားညာတာခြင်းနဲ့အတူမိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်အခွင့်အရေးကိုကင်ဆွဲထားပြီးတော့ပြည်ထနာအရရက်ကိုဖြည့်ရှင်းနိုင်ရေးအတွက်တွဲဆောင်ဆွေးနွေးအဖြေရှာရန် TNL ကအသိရှိနေတယ်လို့ကြေညာချက်မှာထုတ်ပြန်ထားပါတယ်။အကြမ်းဖက်စစ်ကောင်စီကတောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကိုကန်တပ်မတော် MNDAA နဲ့အရခတ်တတော် AA တို့ကိုအကြမ်းဖက်အဖွဲ့အစည်းများအဖြစ်နဲ့တတ်မှတ်လိုက်တယ်လို့အခုနှစ်စက်တဘာလ2ရက်နေ့ကထုတ်ပြန်ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းဇီးကုန်းမြို့ပေါ်နဲ့ကမ့်ဘလူးမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာများကိုနှစ်ရက်ဆက်တိုက် drone လက်နက်ကြီးများနဲ့တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ12ရက်နေ့ညနေ3:30မိနစ်ခန့်မှာကမ့်ဘလူးမြို့နယ်စံပင်နတားလမ်းမိုက်မှာရှိတဲ့ဝါညိုတောင်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များက drone လက်နက်ကြီးများနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲနိုဝင်ဘာလ17ရက်နေ့မနက်7:22မိနစ်ခန့်မှာဇီးကုန်းမြို့ပေါ်မှာရှိတဲ့ ချက်မှတ်စစ်တပ်တပ်ဆွဲထားတဲ့ကောင်စီရုံးနဲ့အထက်ကတဲ့စာတင်ကြောင်းတို့ကိုတော်လိုင်းတပ်ဖွဲ့များကကြပြိုင်နက်ထဲဒရုန်းများနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအချက်မှတ်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုများပြားပြီးတော့အရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးဘဲတော်လိုင်းတပ်ဖွဲ့ဝင်များကတော့အထိခိုက်မရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုကမ်ဘလူးမြို့နယ်ပကဖာ KDF KGF အမှတ်3တပ်ရင်းနဲ့အမှတ်4တပ်ရင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကျွန်းလာနယ်မြောက်ချမ်းကခြေွာတွေကိုစစ်ကောင်စီအုပ်စုနဲ့တင်ကန်းဝက်ဝါတော်ဝလက်အောက်ခံပြူစောတိပူပေါင်းအဖွဲ့တွေဟာနိုဗ ెంబ ာလ20ရက်နေ့ကစပြီးတော့နေစဉ်စစ်ကြောင်းထိုးကနေအိမ်တွေကိုမိရှို့ဖျက်ဆီးတာဒရုန်းနဲ့ဘုံးတိချပြီးတိုက်ခိုက်တာတွေကိုလုံဆောင်နေတာကြောင့်ဒေသခံပြည်သူအယောက်1000ကျော်ဟာထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အင်းအားနေရာခန့်ရှိတဲ့စစ်ကောင်စီအုပ်စုနဲ့ပြူစောတိပူပေါင်းအဖွဲ့ဟာကျွန်းလာနယ်မြောက်ချမ်းကလွတ်တိုက်မတောင်ကိုကိုကုန်းတကုန်း ဆွဲလဲစတဲ့ခြေရွာပေါင်း၁၀ရွာခန့်ကဒေသခံတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။စစ်အုပ်စုနဲ့ပြူစော်တီပူပေါင်းအဖွဲ့တွေဟာအဲ့ဒီခြေရွာတွေကိုစစ်ကြောင်းထိုးပြီးတော့မိရှုပ်ဖျက်ဆီးခဲ့လို့နေအိမ်900နီးပါးခန့်လည်းမိလောင်ဖျက်ဆီးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီအုပ်စုကကျွန်းလာနဲ့မြောက်ချမ်းကခြေရွာတွေကိုလေကြောင်းအုံပြုတ်ပြီးတော့ဘုံကျဲတာဒရုန်းနဲ့ဘုံတိချပြီးတိုက်ခိုက်တာတွေကြောင့်နိုဗ ెంబ ာလ22ရက်နေ့က လွတ်တိုက်ရွာဒေသခံတအူဘုံစာထိမှန်ပြီးတော့တေဆုံးခဲ့တယ်လို့ကျွန်းလာနယ်ဒေသခံတအူကပြန်လည်ပြောပြထားပါဗျ။ထိခိုက်တေဆုံးတာကတော့ဟိုရက်ကလွတ်တိုက်ကအမျိုးသားတအူဆုံးတယ်။အဲ့ဒါကတော့ drone ဘုံဒီကြောင့်ပေါ့။ drone ဘုံဒီထိမှန်လို့တေဆုံးတာအထိအခိုက်ကတော့လောလောဆယ်အဲ့ဒါပဲကြားလေတယ်လို့အဲ့ဒီဒေသခံကပြောပါတယ်။လက်ရှိမှာစစ်ကောင်စီအုပ်စုကကျွန်းလာနယ်မြောက်ချမ်းကခြေပါတွေကိုတယ်လီဖုန်းဆက်သွယ်ရေးလိုင်းတွေပါဖြတ်တောက်ထားပြီးတော့နေ့စဉ်စစ်ကြောင်းထိုးက အထိုင်စခန်းချနိုင်ဖို့အတွက်လှုံ့ဆော်နေတာဖြစ်တယ်လို့ဆိုပါရယ်မိသားစုတွေဆွေမျိုးတွေပါတယ်ဆိုတာလဲအဲ့ဒီဘက်ရွာတွေမှာဆိုတော့ဖုန်းလိုင်းအဆက်အသွယ်တွေအကုန်လုံးဖြတ်ထားတာမို့လို့ကျမတို့ကိုယ်တိုင်မိသားစုနဲ့ဆက်သွယ်လို့မရဘူးဖြစ်နေတယ်လို့ဒေသခံအမျိုးသမီးတူကပြောပါရယ်စစ်ကောင်စီအုပ်စုစစ်ကြောင်းဟာဒီကနေ့နိုဝင်ဘာလ25ရက်နေ့မှာကိုကိုကုံရွာကနေပြက်လဲဆုတ်ခွာပြီးတော့စစ်ကြောင်းတလျှောက်ဝင်ရောက်စီးနေတဲ့ရွာတိုင်းကိုမိရှုဖြတ်စီးနေတယ်လို့ဒေသခံတွေကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ